ော့ကျွန်တော်ဒီမှာအတိအနေထားပေါ့နော်အတိအနေထားရဆိုရင်ဒီမှာအဓိကဘာလဲဆိုတော့ဒီမှာအောက်တီးရနေပေါ်တီးအဖျားတီးပြီးရင်ဒီမှာထက်ပွန့်နေထက်တီးရပေါ့နော်အဲ့လိုဆိုတော့ဒီအပန်ဒပန်ရဲ့တက်တဲ့အရာဆိုရင်အတိအကျွေအတွက်ကမနေဘူးအဲ့ဆိုတော့ပထမတစ်ချက်ကဒီပန်လေးဆိုရင်ကျဲမှာတင်ဆုံးပြီးတော့ကြားမှာဒီခေါင်းကြားဆိုတဲ့ယောဂါကိုသူကလုံးဝကြော်ဖြတ်နိုင်သွားတယ်ပေါ့နော်ဒီယောဂါမရှိတဲ့အချိန်မှာပွန့်လာတဲ့ပွန့်လေးတွေက၃ပွန့်ပွန့်တယ်ဒီမှာကြည့်ဒီမှာ ဒီမှာရှိလိန်စုံပွင့်ရဲ့အမရဲ့အဖိုးရဲ့ပွဲပေါ့နော်ဒီမှာအမအလုံးလေးကတော့ရနေပြီပေါ့နော်ဒီမှာအသီးလုံးလေးကရသွားပြီဆိုတော့ဒီအသီးလေးကိုအဓိကရာတီတန်နဲ့မကြွေအောင်ပေါ့နော်ဒီအလုံးဆိုရင်ဝါနေတွေ့လားဒီလုံးလေးဆိုရင်ကြွေဖို့များတယ်ဒီလိုမျိုးပြဿနာတွေအတွက်ကိုအဓိကဘာလို့ရမလဲဆိုတော့ကယ်စီယမ်များတဲ့ဒီရောပြန်းအားစေးလေးတွေတုံးရင်ပိုအဆင်ပြေတယ်ဒါဆိုရင်ဒီမှာဖြူဦးလေးကတ်နေပေါ့နော်ဒီမှာစုံစားဖို့လေးကြာတယ် ကဲအဲ့ဆိုရင်ဒီမှာအသေးအစိုက်အနေထားရလေတော်တော်လေးကို okay ပေါ့အဆင်ပြေတယ်ပေါ့နော်